โอเคအားလုံးပဲမင်္ဂလာပါအာကျွန်တော်ဒီနေ့မှာတော့တောင်ကိုရီးယားနိုင်ငံရဲ့အပေါ်ပိုင်းဒေသဖြစ်တဲ့ဒီဖြောင်းထက်ဖိုးအကြောင်းလိမ့်စာမိထားတဲ့ညီကိုတွေအတွက်ကိုကျွန်တော်ဒီနေ့ဖိုးအကြောင်းလမ်းညောင်းရောက်ပြီးတော့မှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်ဖြောင်းထင်းမျိုးရဲ့မြေဩထာပုတာရှေ့ရနေပြီးတော့ပြပေးမှာဖြစ်ပါတယ် ခုကျွန်တော်ရောက်နေတာဒီဖြောင်းထဲမြောက်ဓာတ်ပူတာရဲ့ဘယ်ပစ်ချမ်းမှာပါနော်အဲ့တော့ပို့ပြီးတော့လမ်းညွန်နေနဲ့သွားရမတ်မိလွယ်အောင်ကျွန်တော်ဖြောင်းထဲပူတာရှေ့ကိုသွားလိုက်မှာဖြစ်ပါတယ်အဲ့တော့အခုဆိုရင်ကျွန်တော်ဒီဖြောက်တဲ့မြောက်ဓာပူတာရဲ့ရှိတဲ့ရောက်ရှိနေဖြစ်ပါတယ်။ ဒီဖြောင်းထဲမြွဲမြောက်ထဗုဒ္ဓရှိတဲ့တဲမှာဆိုရင်လမ်းလေးကြောင်ရှိတယ်ကျွန်တော်တို့1နဲ့3 4ပေါ့နော်အဲ့တော့ညာဖက်မှာဆိုလို့ရှိရင်ဒီဖြောင်းထဲမြွဲအဝေးပြေကောင်းဝင်ရှိမယ်အဲ့တော့ကျွန်တော်တရှိတဲ့တဲကနေပြီးတော့ပြပေးပါမယ်ပေါ့နော်လမ်းတက်1 3 4ပေါ့နော်လမ်းလေးကြောင်အဲ့တော့ဒီလမ်းလေးကြောင်မှာကျွန်တော်တို့က လူကူးမြင့်ကြောက်ကူပြီးတော့သွားမှာဖြစ်ပါတယ်ကျွန်တော်အခုဆိုရင်လူကူးမြင့်ကြောက်ကူပြီးပါတော့ကျွန်တော်ဟိုဖက်ရှောင်းပြီးပါတယ်တဲတဲရှောက်လာတဲ့အခါမှာဘယ်ချမ်းကိုဘယ်ဘေးဆုပ်ချမ်းကိုကျွန်တော်တို့သွားမှာဖြစ်ပါတယ်တနေ့၃လေးပေါ့နော်လေးမှာကျွန်တော်တို့ ပေချမ်းရဲ့ပြေဆုံးချမ်းရှောင်းဖြစ်ပါတယ်အရေးခေါ်တဲ့ ठी လေးတွေမူတော့နော်ဒီပဲပေဆုံးချမ်းရှောင်းပါကျွန်တော်ဒီပေါ်မှာလဲလိပ်စာရေးတာတွေ့ရမှာဖြစ်ပါတယ်။ဖြောင်းထဲရိုးဆိုပြီးတော့အဲ့တော့ရှေးမှာဆိုလို့ရှိရင်ဒီမှာ coffee ဆိုင်မှာเนาะကျွန်တော်တို့ဘိုးဘိုးဆိုတဲ့ solo wire အောင်နေရေးထားတွေ့ရမှာဖြစ်ပါတယ်။ဟောဒီဘက် piece chain ပေါ့เนาะ။ဒါအခုကျွန်တော်ရှောက်လာတဲ့ဖြောက်ထက် food dye ဒီဘက်ကျွန်တော်ကူးလိုက်မှာเนาะ bell soup chain ။ဟောတော့ဒီမှာကျွန်တော်တို့ coffee ဆိုင်အဝါရောင်နဲ့ဘိုးဘိုးဆိုတာရေးထားတယ်။ဒီဆိုင်ရှိတဲ့ကနေပြီးတော့ကျွန်တော်ရှိတဲ့တဲ့ရှောက်မှာဖြစ်ပါတယ်။ကျွန်တော်ချားနေရကွေးစရာမလိုဘူးနော်ဒီ လမ်းရှိတဲ့တိုင်ရှောင်းမှာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ AK Plaza ကာမတိုက်တစ်ခုတွေ့လိမ့်မယ်ကောင်းမတိုက်ကြိုပြီးတော့ကျွန်တော်ရှေ့ဆက်ဆောင်ပါဒီလမ်းထဲမှာဒီ ျွန်တော်ဒီရှိနာမှာ CU တွေ့လိမ့်မယ်။ရှေ့ဆက်ပြီးတော့ကျေးဇူးကြကြဆိုင်တွေ့မယ်ရှေ့ဆက်ပြီးတော့ရှောက်ပါ ကျွန်တော်ဒီမှာ Hana online တကူတွေ့ပါတော့ Hana ရှေ့ရှေ့တဲ့ဆောက်ပါတော့တော့ရသည်များမှာစားတော့ဆိုင်နဲ့ဆိုင်တွေ့လိမ့်မယ်ဒါမြန်မာစာလောက်ဆိုင်မှာနော်အောက်မှာဆိုလို့ရှိရင်ကျွန်တော်အာရှမတ်တစ်ခုရှိတယ်မြန်မာအဲ့တော့ဒီရှစ်တဲတဲ့ကနေပြီးတော့ရှစ်ဆစ်ဆော်ပါ ကျွန်တော်တို့ဒီလမ်းအနေပြီးတော့ချိုးဝင်လေရဒါပေမဲ့လမ်းများတဲ့ခါကြောက်လို့ရှိရင်ကျွန်တော်မျိုးလုံးလဲနေမှာကြောက်လို့မနော်စားဆိုလို့ရှိရင်ဟောဒီလမ်းအနေကျွန်တော်မဝင်တော့ဘူးရှေ့ကိုတက်တက်လျှောက်ပါကျွန်တော်ဘူတာရှေ့ကနေထွက်လာလို့ရှိရင်လမ်းတက်တက်ပဲလျှောက်ပါသွားရပို့ပြီးတော့ရွယ်ကူအောင်နော်

တခြားနေရာမှာကွေပါနော်ကျွန်တော်တို့ဒီတဲတဲရှောက်လာတဲ့အတိုင်းပဲပယ်ချမ်းကွေလိုက်ပါကျွန်တော်ပယ်ချမ်းကွေပြီးတော့ရှင်းနေရှောက်လာလို့ရှိဒီမှာဆိုင်းဘုတ်လေးတွေ့လိမ့်မယ်ဒီဆိုင်းဘုတ်ကနေပြီးတော့ကျွန်တော်အရှိန်နည်းနည်းဆက်ပြီးတော့ရှောက်ပါ အဲ့ကျွန်တော်တို့ဒီမှာ sign board တခုထပ်တွေ့လိမ့်မယ်ထုံတဲတော့ကျွန်တော်တို့ယူရှိစာ64လမ်းပေါ့နော်အဲ့တော့ဒီ sign board တွေ့တာ ਨੇ ကျွန်တော်ဒီမှာဘေးချိုးလိုက်တာ ਨੇ ရောက်ပါပြီခင်ဗျာဒီလမ်းနဲ့ချိုးဝင်လိုက်ပေါ့နော်ကျွန်တော်ချိုးဝင်လိုက်ခါကျရင်ဒီထိုင်နာမှာစပင်ညံ့တဲ့ sign နဲ့ sign တွေ့လိမ့်မယ်ဟောရှိနေနေဆောက်ပါ ရှေ့အနေနဲ့ရှော့လိုက်တဲ့အခါမှာကျွန်တော်တို့ဒီဖိုးကျောင်းရဲ့ရှေ့မျက်နှာစာမှာဖြောင်းထက်မြန်မာစင်တာတခုရှိတယ်။ဒီမြန်မာစင်တာနဲ့တဲ့တယ်ပေါ့နော်ဒါပါ။အဲ့တော့ဒါကကျွန်တော်ခုပြတတ်တာမြန်မာဖိုးကျောင်းဖြစ်ပါတယ်။ဒါမှယနေ့နာတော်ကျောင်းပေါ့နော်။ရတော့ဒါမြန်မာကျောင်းဖြစ်ပါတယ် တရှိမှကျွန်တော်လိပ်စာပြပေးမယ်။ဒါလိပ်စာခင်ဗျ။ချောင်းတဲ့ဖို့ကျွန်တော်လိပ်စာမိလာတဲ့ညီကိုတွေအတွက်ပေါ့နော်။ကျွန်တော်ခုပြပေးတဲ့အတိုင်းကြည့်ပြီးတော့လာလို့ရမှာဖြစ်ပါတယ်။ Okay အားလုံးဆင်ပြေကြပါလိမ့်မယ်။ဟိုပို့ပြီးတော့မတ်မြူပါပေါ့နော်။ကျွန်တော်ပြန်ပြီးတော့ထွက်ပြအောင်။